င်္ဂလာပါရှင်ချင်းလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ2ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ CDF မတူပီတမဟာနှစ်အမည်ကိုချင်းလန်း Defense Force မတူပီအဖြစ်ပြောင်းလဲတမတ်ကြောင်းမုံရွာမြို့တွင်အယဝက်ဖြင့်ပြည်သူပိုင်ကာမြထံမှဆက်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သား2ဦးပြစ်ခတ်ခံရပြီးတေဆုံးကြောင်း စစ်ကောင်စီက၄ချိန်မြောက်ယာယီအဖြစ်ခက်ရက်စေးကြီးချိန်ရပြီးနောက်တပိတ်ကျင်းနဲ့ဆင့်ကူမျိုးနေတို့တွင် လေရင်ဖြန့်ပုံချေတက်ခဲ့ခေရာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီး၂ဦးစိုးရိမ်ရကြောင်းပခုကုမြို့နေစင်မင်းကျေးရွာတို့လာရောက်တဲ့ပြူစောတိကနှစ်စီးကိုချက်ချက်တိုက်ခိုက်မှုတွင် ပြူစောတိကောင်းဆောင်ဂျိုဆူးနိုင်ရပါဝင်၄ဦးတေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိကြောင်းနဲ့မီဇိုရမ်တွင်ရည်ချင်းမှုကြောင့ ဘလဝစစ်ပေးရှောင်းနေအင်130လုံးကျော်ရင်းနှမြုပ်ကအရေးပေါ်အကူအညီများလိုအပ်နေကြောင်းတို့ပေးဖြစ်ပါရရှင် CDF မတူပီတမဟာနှင့်အမေကို Challenge Defense Force မတူပီအဖြစ်ပြောင်းလဲသတ်မှတ်လိုက်တဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ Challenge Defense Force မတူပီတမဟာနှင့်ကို Challenge Defense Force မတူပီအဖြစ်တရဝင်းပြင်ဆင်သတ်မှတ်လိုက်ကြောင်းမေလ31ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ထားပါရယ်။ ချင်းလန်းကကွေရီတပ်ဖွဲ့မတူပြီး၄နှစ်ပြည့်နဲ့တမဟာနှင့်ဒုတိယတမဟာနှင့်အမည်နာမအမှတ်တစိမ့်ယုံတစိမ့်အားပေးဖြက်ကချင်းလန်းကကွေရီတပ်ဖွဲ့မတူပြီးအဖြစ်ပြန်လည်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် စစ်အာဏာရှင်တော်လှန်ရေးလက်နက်တာကာလတိုက်ပွဲများတွင်ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့မတူပီမှရဲဘော်၁၄ဦးကြာဆုံးခဲ့ပြီးကိုအင်ကာဆုံးရှုံးသူ6ဦးနဲ့အမင်အာယုံဆုံးရှုံးသူ2ဦးအပါအဝင်တန်ရာရရှိသူ၄၀ကျော်ရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ။ CDF မှတပီမှကြဆုံသူများနဲ့အနစ်နာခံပေးဆက်ခဲ့သူများအားကုံပြုံးမှတ်တမ်းတင်ကြောင်းပြည်တွင်းပြည်ပမှအဖွဲ့အစည်းများဒီသူများရဲ့ထုတ်ပတ်မှုအတွက်ကျေးဇူးတင်ကြောင်းဖော်ပြကာဒေါ်လှိုင်ကြီးပြီးဆုံးသည့်အထိဆက်လက်ပံ့ပိုးရန်တိုက်တွန်းထားပါရယ်။ ပြီးခဲ့တဲ့ April 10ရက်နေ့တွင်လည်း Chinland Defense Force မတူပီတက်မဟာတက်အဖွဲ့မှ၎င်းတို့ရဲ့နာမည်ကို Chinland Defense Force မတူပီအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီးမတူပီတော်လှန်ရေးအဖွဲ့ချုပ်မတူပီ Revolutionary Organization MRO ကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်။လက်ရှိမတူပီမြို့နယ်တွင်ချင်းငင်အောင်အဖွဲ့ဝင် Chin Defense Force မတူပီနဲ့ Chinland ကောင်စီအဖွဲ့ဝင် Chinland Defense Force မတူပီနှစ်ခုဆက်လက်တည်ရှိနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ မုံရွာမြို့တွင်အရဝတ်ဖြင့်ပြီးသူပိုင်ကာမြတ်ထံမှစစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားနှုတ်ဦးပြစ်ခတ်ခံရပြီးတေဆုံးသွားတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင် ။စကိုင်းတိုင်းမုံရွာမြုပ်တန်အယဝက်ဖြင့်ဘီသူပိုင်ကာမြတ်ထံမှဆက်ကြေးကောက်နေတဲ့အကျန်းဖက်စစ်ကောင်စီတပ်သား2ဦးကိုပြက်ခတ်တက်ခိတ်ခဲ့ရာ2ဦးစလုံးတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဂျွန်လ၁ရက်နေ့နနက်၁၇နာရီ၁၁မိနစ်ခန့်တွင် မုံရွာမြို့အထက်ကတဲ့စာတင်ကျောင်းမှာအယဝက်ဖြန့်ထွက်လာပြီးဘီသူပိုင်ကာမြတ်ထံမှဆက်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သား၂ဦးကိုတော်လှန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြံပစစ်ကောင်စီတပ်သား၂ဦး ဦးဆက်လုံးတည်ဆောင်းပြီး၎င်းတို့စီနေနေတဲ့စက်ကယ်ကိုလေတော်လှန်ရေးတပ်ဖွဲ့ဝင်များကတင်စီရရှိခဲ့ကြောင်း The Phoenix Army အဖွဲ့မှတာဝန်ရှိသူကပြောဆိုထားပါတယ်။ The Phoenix Army အဖွဲ့မှတာဝန်ရှိသူက မုံရွာမြို့အထက်ကတဲ့စာတင်ကြောင်းကနေထွက်လာတဲ့ပြည်သူပိုင်ကားတွေကို ကုတ်သွေးဆုပ်စစ်ကြေးကုန်နေတဲ့စစ်ကောင်စီတပ်သားနှစ်ကောင်ကိုကျွန်တော်တို့အနီးကပ်ပြစ်ခတ်တက်ခိုက်ခဲ့တာပါနှစ်ကောင်လုံးနေရာမှာတင်ပွေးချင်းပြီးတည်သွားတယ်လို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကို The Phoenix Army မုံရွာခရိုင်အမှတ်7ခွန်တည်ရင်တခွေ3နဲ့မုံရွာခရိုင်အမှတ်15တည်ရင်တခွေ9ကပူးတွေးလှောက်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင် စစ်ကောင်စီက၄ချိန်မြောက်ယာယီအဖြစ်ခက်ရက်စီကြီးညာထားပြီးနောက်တပိတ်ချင်းနဲ့ဆင့်ကူးမျိုးနေတို့တွင်လေရင်ဖြင့်ပုံကျေတက်ခိုက်ခဲ့ရာပြီးသူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီး၂ဦးစိုးရင်ရတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်အကြံဖက်စက်ကောင်စီကဂျွန်လတလလုံးအပြစ်ခက်ရစေးထားမယ်လို့ကြေညာပြီးနောက်မန်လေးတိုင်းတပိတ်ချင်းနဲ့ဆင့်ကူးမျိုးနေတို့တွင်လေရင်ဖြန့်ပုံကြီးချခဲ့ရာပြီးသူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီး၂ဦးစိုးရင်ရကြောင်းသိရှိရပါသည် မန္တလေးတိုင်းတပိတ်ချင်းမြို့နေနဲ့စင်ကူးမြို့နေရှိစာတင်ကျောင်းနဲ့ Lucky 7 Hotel အပါဝင်ဂျေးရွာမြောက်ကိုအကြံဖက်စစ်တပ်က လေရင်ဖြန့်ပုံဂျေးတိုက်ခိုက်ခြင်းကြောင့်ပြီးသူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတူဦးစိုးရင်ရကြောင်းပင်ဦးလွန်ခရိုင် ပါကဖာမတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ဂျွန်လတ်တရက်နေ့နာနဲ့9နာရီ40မိနစ်အချိန်ခန့်တွင်တပိတ်ချင်းမျိုးနေလေးမိုင်ကန်တာစာတင်ကြောင်းကိုအချမ်ပစစ်တက်ကဂျက်ဖိုက်တာဖြင့်ပေါင်900ပုံတိတလုံးကြေးချတက်ခိခဲ့ကြောင်းသိရှိရပါတယ်။အချမ်ပစစ်တက်ရဲ့လေးချောင်းတက်ခိမှုအတွင်စာတင်ကြောင်းဆောင်2ဆောင်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။ ်အလားတူဂျွန်လတရက်နေ့မွန်လွဲ2နာရီ36မိနစ်အချိန်ခန့်တွင်စင်ကူးမြို့နယ်နှွေယုံကျေးရွာကိုအကြံဖက်စစ်တပ်ရဲ့တတားဦးလေးတပ်မှတက်လာတဲ့ jet fighter နဲ့လေကြောင်းတက်ခိုင်းမှုပြုလုပ်ခဲ့ပြီးအဆောက်အဦးနှလုံးပျက်စီးခဲ့ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။ဒါပြန်မွန်လွဲ2နာရီ32မိနစ်ခန့်ကလည်းစင်ကူးမြို့နယ်နှစ်တောင်ကျေးရွာရှိ Lucky 7 Hotel ကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ချက်မှန်ပုံချေတိုက်ခိုက်ခဲ့ကြောင်းရင်တိုက်ခိုက်မှုအတွင်းပြည်သူအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးမှာဒဏ်ရာအခြေအနေပြင်းထန်ကြောင်းသိရှိရပါတယ် ပင်အုံးလွန်ခရိုင်ဘက်ကဖားမှတာဝန်ရှိသူတို့ကဒီနေ့လေကြောင်းနဲ့ပုံကျေတက်ခိုက်ခံရတာ၃နေရပါစင်ကူမြို့နေထေက၂နေရနဲ့တပိတ်ချင်းမြို့နေထေက၁နေရပါပြီးသူ၃ဦးထိခိုက်ဒဏ်ရာရရှိရယ်တဦးကတော့ဒဏ်ရာအခြေအနေကျန်းထန်နေလို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်ပြီးသူများအနေနဲ့အကြံဖက်စစ်ကောင်စီနဲ့ဝေးရာတွင်နာနေထိုင်ကြရန်နဲ့လေကြောင်းရန်ကောက်ွေးနိုင်ရန်အတွက်ပုံခုချင်းများတူးဖော်ထားကြရန်ပြင်အုံးလွန်ခရိုင် ိုင်ဘာကဖကအတိပေးနှိုးဆော်ထားတယ်လို့သိရှိရပါတယ်ရှင်ပခုကူမြို့နယ်စင်မင်းကျေးရွာတို့လာရောက်တဲ့ပြူစောတီကားနှစ်စီးကိုကြက်ဖြတ်တိုက်ခိုက်မှုတွင်ပြူစောတီကောင်းဆောင်ဂျိုဆူးနိုင်အပါဝင်၄ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ မကွေတိုင်းပခုကုမြို့နယ်စင်မင်းကန်ကျေးရွာတို့လာရောက်တဲ့ပြူစောတိကားနှစ်စီးကိုကြဖြတ်တက်ခိတ်ခဲ့ရာပြူစောတိ၄ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီရရှိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ကျွန်းလတရက်နေ့နနက်၈နာရီအချိန်ခန့်ကပခုကုမြို့မှစင်မင်းကျေးရွာကိစ္စခန်း၌တာဝန်ပြောင်းလဲရန်လာတဲ့အကြံဖက်စစ်တပ်လက်အောက်ခံပြူစောတိကောင်းဆောင်ပါအင်အား၈ဦးစီးနင်းလိုက်ပါလာတဲ့ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကြာဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ45မိနစ်ခန့်ကြာမင်းခဲ့ကြောင်းအကြံဖက်စစ်တလက်အုပ်ခံပြိုစောတီ၄ဦးတေဆုံးပြီး MA3 အမျိုးအစားတနက်တလက်ပစ္စတိုတလက်လက်နက်ခဲယံမြန်နဲ့ငွေသား32သိန်းကျော်ကိုတိမ်းစီရရှိခဲ့ကြောင်းပခုကူမျိုးနေပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားထားပါဗျာ။ ။ပခုကုံမြို့နယ်ဘီတုကာကိုရဲ့ဖွေမှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကမတ်တူကာနှစ်စီးထွက်လာတာဝိုင်းဖြစ်တဲ့အချိန်ကားနှစ်စီးလုံးကထိုးရက်သွားတယ်။ဂျန်နက်လေးဦးက ထွက်ပြီးသွားတာပါ။ကားတွေကပြတ်သွားတော့ယူခဲ့လို့မရဘူး။ဝိုင်းပစ်ကြတော့ကားကပြတ်သွားတယ်။ဂျန်နက်ပြူလေးဦးကထွက်ပြီးလွတ်မြောက်သွားတာ။စင်မင်းကန်ကိတ်စခန်းနဲ့လေးနီးတယ်။မိုးကလေးရွာနေတော့ ကားတွေကိုမီးမရှို့ခဲ့ရဘူး။ဒီနေ့မနေ့တော့ဆင်မင်းကန်ကိတ်ကိုအင်အား90လောက်တိုးချထားတယ်လို့ရန်ကုန်ခက်တက်တဲ့ဌာနထံသို့အတည်ပြုပြောကြားထားပါဗျ။ပခုကုံမျိုးမှပြည်သူများရဲ့အဆိုအရတော်လှန်ရေးတပ်များရဲ့တိုက်ခိုက်မှုကြောင့်ပခုကုံမျိုးအမှတ်နှစ်ရပ်ကွက်နေပြည်တော်လမ်းနေယူစောတီကောင်းဆောင်ဂျိုဆိုးနိုင်တေဆုံးခဲ့ပြီးယနေ့နံနက်9:00နာရီတကြိုလိုက်ပြီးဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါတိုက်ခိုက်မှုကိုပခုကူမြို့နယ်ဘီတုကာကိုရီအဖွဲ့ပခုကူခရိုင်တပ်ရင်း16နဲ့ဘူကလေတပ်ပေါင်းစုတို့ပူပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဘီတုကာကိုရီတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်မီဇိုရမ်တွင်ရည်ကြီးမှုကြောင့်ပလဝတ်စစ်ဘေးရှောင်နေအိမ်130လုံးကျော်ရင်းနှမြုပ်ကအရေးပေါ်အကူအညီများလိုအပ်နေတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ။အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်လောင်ကျိုင်းခရိုင် တွေ့တင်းရွာနဲ့ကာကီရွာတို့တွင်မိုးပြင်းထန်စွာရွာသွန်းမှုကြောင့်ရေကျွေးမှုဖြစ်ကပလဝမြူနေမှာစစ်ဘေးရှောင်များရဲ့နေအိမ်136လုံးရင်းနှမြုပ်ကမောပါသွားသဖြင့်အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်းသိရှိရပါသည်။ ၊တွေ့တင်းကျေးရွာနဲ့ကာကီကျေးရွာမြစ်ကမ်းဘေးနားတွင်တည်ထားတဲ့စစ်ဘေးရှောင်များရဲ့နေအိမ်များဟာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မေလ31ရက်နေ့တနာယီခန့်အချိန်တွင် မြေရေးချင်းမှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း Blewa IDPS and Humanitarian Supporting အဖွဲ့ထံမှသိရှိရပါတယ်။လက်ရှိအချိန်ထိတွေ့တဲ့စစ်ဆောင်စခန်းတွင်လူနေအိမ်56လုံးခန့်၊ကာကီစစ်ဆောင်စခန်းတွင် နေအိမ်80ခန့်ရေမြင့်မြောက်သွားခြင်းဖြစ်ပြီးမြေရေးအဆက်မပြတ်တက်လာသောကြောင့်နှစ်ကန်းနာနေစစ်ပေးဆောင်ပြည်သူများ၎င်းတို့နဲ့နီးစပ်နေအိမ်နဲ့ခြေရွာခန့်မှတွင် အရေးပေါ်ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။ လူနေအိမ်များရင်းနှင်းမြောက်တဲ့အပြင်ရေထင်းမျိုးပါသွားတဲ့ဖြင့်ဒါလာပတ်အစားတောက်များအရေးပေါ်ကူညီများလိုအပ်နေပြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက်ငွေကြေးအကူအညီများလည်းလိုအပ်နေကြောင်းသိရှိရပါတယ်။မြေကြီးချင်းမှုကြောင့်လူနေအိမ်များပြန်လည်တည်ဆောက်နိုင်ရေးအတွက်မိဘပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးကြရန် Plawa IDPS and Humanitarian Supporting အဖွဲ့ကတိတ်တွင်းတောင်းဆိုထားပါတယ်။ ဒါပြန်မီဇိုရန်ပီနေဂျန်ဖိုင်ခရိုင်ဘာဖိုင်ဂျေးဝါတွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ချင်းစစ်ဘေးရှောင်များငှားရက်နေထိုင်တဲ့လူနေအိမ်တလုံးပြိုကျပျက်စီးသွားသဖြင့်ကိုဝန်ဆောင်အမျိုးသမီးတဦးအပါဝင်ချင်းစစ်ဘေးရှောင်မိသားစုဝင်၃ဦးသေဆုံးသွားကြောင်းမီဇိုရန်ညူးစ်တွင်ဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောင်းနဲ့ပေးရနာသွားပါမယ်ရှင်။ချင်းလင်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမ်းမာရှင်လန်းပြီးဘေးရန်ခတ်တဲ့ကြင်ဝေးနိုင်ကြပါစေရှင်။